ရုရှားနိုင်ငံကယူကရိန်းနိုင်ငံကိုစနေနေ့ညကတညတဲ့ drone နဲ့ဒုံးကျည်ရေးအတွက်အများဆုံးနဲ့တိုက်ခတ်ခဲ့ပါတယ်။ဗလန်လက်နဲ့ရုရှားလေတပ်ရဲ့မဟာဗျူဟာဘုံးကျဲလေယာဉ်တွေကနေပစ်လွတ်လိုက်တဲ့ drone နဲ့ဒုံးကျည်တွေများပြားလွန်းတဲ့အတွက်တနိုင်ငံလုံးလေကြောင်းရန်သတိပေးချက် ထုတ်ပြန်ခဲ့ရတဲ့အဆင့်ထိရှိခဲ့ပါတယ်။ Kiev မြို့တော်အနာပိုင်တွေရဲ့အဆိုအရရုရှား drone အနည်းဆုံး12စင်းမြို့တော်၄ပိုင်နဲ့တည်းအထိဝင်ရောက်လာခဲ့တဲ့အတွက်ကြောင့်ထောင်နဲ့ချီတဲ့မြို့ကန်တွေဟာမြေအောက်ဘူတာတွေမြေအောက်ခန်းတွေမှာ အပြေးလွှားခုံလုံခဲ့ကြရပါတယ်။နိုင်ငံခြားအရေးအတွက်အများဆုံးစစ်တုံးမှန်ဖလဲရေးအစီအစဉ်ကလည်းပြီးစီးခဲ့ပြီး KF မြို့တော်မှာလေကြောင်းတိုက်ခတ်မှုတွေကြောင့်လူ12ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒီနောက်ဆုံးလေကြောင်းတိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေကနှုတ်ဆက်နေကြတာကြောင့်ယူကရိန်းကိုပိုပြီးတိုက်ခိုက်ဖို့ရုရှားကိုအားပေးတယ်လို့ဖြစ်နေတယ်လို့ယူကရိန်းသမ္မတဇယ်လန်စကီးကဝေဖန်ပြောဆိုပါတယ်။ယူကရိန်းလီဒါရဲ့ထုတ်ပြန်ချက်အရစနေနေ့ညကတိုက်ခတ်မှုတွေမှာ ဒရုန်းနဲ့ဒုံးကျည်ရေးအတွက်စုစုပေါင်း360ကျော်ခဲ့တဲ့အတွက်2022ခုနှစ်ကမှစတင်ခဲ့တဲ့ရုရှားလေကြောင်းတိုက်ခိုက်မှုတွေထဲမှာအရေးအတွက်အများဆုံးလို့ဆိုပါတယ်။ရုရှားနိုင်ငံရဲ့ဒရုန်းထုတ်လို့ရဟာလဲအချိန်နဲ့အမျှမြန်ဆန်လာနေပြီးနှစ်နိုင်ငံစလုံးရဲ့ဒရုန်းနှီးပညာပြန်ဆင်မှုလည်းပြင်းထန်လာတာပါ။ဒရုန်းတွေမှာပိုအစစ်မြင့်တဲ့နှီးပညာတွေတက်ဆင်လာပြီးပေါက်ကွဲအားပိုမြင့်လာတာကိုပြီးခဲ့တဲ့ပိတ်ရက်နှစ်ရက်စရိုက်ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာပေါ်လွင်နေပါတယ်။ ခေါင်းရံမှာလေချောင်းရံသတိပေးချက်တွေနဲ့စတင်ခဲ့ပြီးမနက်မိုးလင်းတဲ့အထိလဲပောက်ကွဲသံတွေဇက်တိုက်ကြားနေခဲ့ရတယ်လို့ဆိုပါတယ်။ယူကရိန်းနိုင်ငံအလဲပိုင်းမြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိုက်ခတ်ခံခဲ့ရတဲ့အတွက်ရုရှားကိုအပြစ်ခတ်ရန်စဲရေးအထိတိုးမြင့်ပေးရပေးဖို့ယူကရိန်းသမ္မတကမဟာမိတ်နိုင်ငံတွေကိုတိုက်တွန်းနေပေမယ့်လော်လော်ဆဲသူ့တိုက်တွန်းမှုကိုအာရုံမရဖြစ်နေတယ်လို့သတင်းတွေမှာဖော်ပြကြပါတယ်ခင်ဗျာ။